ကရင်ထဲမှာထိလိုက်တာနဲ့အလွယ်တကူတွေးထက်တာမျိုးတွေရှိနေတာစားစားမျိုးချရခတ်တာနားကြိုက်တာကရင်ထဲမှာကဒီလိုလက္ခဏာမျိုးတွေရှိနေအချိန်မဆွဲပဲဆရာဝန်နဲ့ပြတ်တာပေးဖို့လိုပါတယ်လာပါကျမဒေါက်တာမြန်နိုးပါ အဲရှီတစ်ခေါက်က green gas နဲ့ပတ်သက်ပြီးတော့ပြောပြထားတဲ့ဗီဒီယိုလေးကိုစိတ်ဝင်စားကြတည်ရတော့ဝမ်းလာပါတယ် green gas နဲ့ပတ်သက်ပြီးတော့ဘာတွေကာကွယ်ရမလဲဘယ်လိုတွေလုပ်ရမလဲဆိုတဲ့ဥစ္စာကိုမေးလာကြတာရှိတယ်ပေါ့နော်အဲဒါကြောင့် anana sina foundation နဲ့လက်တွဲပြီးတော့ဒီ green gas ကိုကာကွယ်ဖို့ဘာတွေလုပ်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင် green gas ဆိုတာနှာခမ်းရှားပါ green အောက်ဘက်အာခေါင်းနေရာမျိုးစုံမှာဖြစ်တတ်တယ်ပေါ့နော် ပြီးတော့ခရင်းကစားဆိုအနာဖြစ်လာတာအချိန်ကြီးဖြစ်လာတာအဲ့ဒါမျိုးနဲ့စပြီးတော့သတိထားမိလေရှိတယ်။နောက်ပြီးတော့အမျိုးသားတွေမှာပို့ပြီးတော့အဖြစ်များတတ်ပါတယ်။ခရင်းကစားကိုကာကွယ်ဖို့လှုပ်ဆောင်နိုင်တဲ့အပိုင်းနှစ်ပိုင်းရှိပါတယ်။အဲ့တော့ပထမတစ်ခုကတော့ပေါ့နော်ဒီကန်ဆာဖြစ်စေတဲ့အကြောင်းအရာတွေကိုရှင်းချဖို့နဲ့နောက်တစ်ခုကတော့ကိုယ်ကရင်ကိုကိုယ်တိုင်းပုံမှန်စစ်ဆေးဖို့ပဲဖြစ်ပါတယ်ရှင်။ ကရင်ကန်ဆာနဲ့ပတ်သက်ပြီးတော့အရေးကြီးဆုံးကတော့ဆေးလိပ်နဲ့ဆေးရည်ကြီးပဲဖြစ်ပါတယ်ဆေးလိပ်တောက်တာဆေးရည်ကြီးမွားတာငုံတာဆေးရည်တောက်တာနောက်ပိုင်းဒီဗိတ်လိုမျိုးရှူတာပေါ့နော်ဒါတွေအကုန်လုံးအကျုံးဝင်ပါတယ်သူတို့ကြောင့်ကရင်ကန်ဆာဖြစ်စေနိုင်တယ်ဆေးလိပ်တောက်တာကတော့ကရင်ကန်ဆာဖြစ်စေတဲ့အဓိကအကြောင်းဝင်ပဲပေါ့နော်ဒါကြောင့်ဆေးလိပ်နဲ့ဆေးရည်ကြီးတုံးတာတွေကိုရှော့ချဖို့လိုပါတယ်ဖြစ်နိုင်ရင်တော့အကောင်းဆုံးပဲပေါ့နော် အရက်ကိုလုံခြုံတောက်မယ်ဆိုလို့ရှိရင်ဂရင်းကင်ဆာအပြင်တခြားကင်ဆာရောဂါတွေပါဖြစ်စေနိုင်ပါတယ်ဒီတော့ကင်ဆာရောဂါအောင်မဖြစ်ချင်ဘူးဆိုလို့ရှိရင်တော့အရက်တောက်တာကိုဆင်ခြင်ဖို့လိုပါတယ်အဲ့တော့အရက်တောက်တာဒီဘက်ကို protein unit ထက်မပိုးဖို့လိုတာပေါ့နော်နေရလာတဲ့ခရမ်းလုံယောင်ကြီးတွေကလည်းကင်ဆာကိုဖြစ်စေပါတယ်။အဲဒါကြောင့်နေပူရဲသွားဖို့ရှိရဆိုလို့ရှိရင်ဒီအနေရရှိတဲ့ခရမ်းလုံယောင်ကြီးတွေနဲ့ဒါရိုက်မထိတွေ့အောင်ဒီမျက်နာနဲ့နှာခမ်းတစ်ဝိုက်ကိုနေရောင်ကခရင်လေးတွေလိမ့်ပေးဖို့လိုပါတယ်နော်။ နောက်တစ်ခုကတော့ကျမနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုစားပေးဖို့ပဲဖြစ်ပါတယ်။ဒီအားလုံးသိထားကြတဲ့အတိုင်းပဲအနီရောင်သားတွေကြာရှည်ခံအောင်ပြုပြင်ထားတဲ့သားတွေကကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။နောက်ပြီးတော့အကြော်တွေအကင်တွေစားတာများရင်လည်းကင်ဆာရောဂါကိုဖြစ်စေပြန်တယ်။ဒါကြောင့်ဒီလိုကင်ဆာဖြစ်စေနိုင်တဲ့အစားအသောက်တွေကိုလျှော့ချရမယ်။အသီးနှံနဲ့အသားငါးမျှတက်အောင်စားတောက်ပေးဖို့လိုတာပေါ့နော်။ နောက်တစ်ခုကတော့ HPV ကာကွယ်ဆေးထိုးဖို့ပါ။ Human Papilloma Virus ဆိုတာအိမ်ငေါကင်ဆာရောဂါအုပ်ဖြစ်စေ virus ပေါ်စာတိထားပြီးသားဖြစ်မှာပါ။သူကအိမ်ငေါကင်ဆာပြင်ကိုဒီကတွင်လေချောင်းကင်ဆာတွေကိုပါဖြစ်စေတတ်ပါတယ်။ဒါကြောင့်အိမ်ငေါကင်ဆာကာကွယ်ဆေး HPV ဗစင်းတွေကိုငငယ်တည်းကထိုးထားသင့်ပါတယ်။အဲတော့မှသာကင်ဆာရောဂါဖြစ်စေတဲ့ HPV ပိုးတွေကိုကာကွယ်နိုင်ပြီးတော့ကင်ဆာရောဂါဖြစ်နိုင်ခြေတွေကိုလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့တောင်းတဲ့ကတွင်ဆရာဝန်တွေနဲ့ပုံမှန်စစ်ဆေးပေးဖို့ပဲဖြစ်ပါတယ်။တောင်းတဲ့ကတွင်ဆရာဝန်တွေကဒီကတွင်တွေကိုတေချာ စစ်ဆေးပေးနိုင်ပါတယ်။ဒီကုရင်းထဲမှာပုံမှန်မဟုတ်တဲ့အကျိတ်တွေအနာတွေတွေ့လို့ရှိရင်လည်းကုသမှုပေးနိုင်တယ်။ဒါကြောင့်သွားဆရာဝန်နဲ့ပုံမှန်ပြသကြရလဲ။ကရင်ကန်ဆာရောဂါတွေကိုကာကွယ်ဖို့ဖြစ်လာရင်စောစီစွာကုသဖို့အထောက်အကူပေးမှာဖြစ်ပါတယ်။ကရင်ကန်ဆာကာကွယ်ဖို့နောက်ထပ်အရေးကြီးအချက်တစ်ချက်ကတော့ကရင်ကိုကိုယ်တိုင်စစ်ဆေးဖို့ပဲဖြစ်ပါတယ်။ဒလောက်ကိုအနည်းဆုံးတစ်ခါလောက်တော့ကရင်ကိုကိုယ်တိုင်စစ်ဆေးသင့်ပါတယ်။ ဘလို့စစ်စင်းလဲဆိုတော့ဓာမီးဖြစ်ဖြစ်မီးတစ်ခုကိုယူပြီးတော့မှန်ရှိကိုသွားမယ်။ဒီမျက်နှာပြင်တစ်ခုလုံးကိုအတားအယာဖိပေးပြီးတော့လက်ကလေးနဲ့အတားအယာဖိပေးပြီးတော့ဆန်းပေးရမှာပေါ့နော်။ဒီမျက်နှာပြင်ကနေပြီးတော့လယ်ပင်အထိကိုဒီအဖုတ်ချိတ်တွေရှိနေလားဆိုတာကိုဆန်းပေးရမှာဖြစ်ပါတယ်။ပြီးရင်မှန်ရှိမှာရှာကိုထုတ်ပြီးတော့ကြည့်ရပါမယ်။ရှာရဲ့ဘဲညာနှစ်ဖက်အပြင်ကိုအပေါ်အောက်ကိုပါကြည့်ပေးရမှာဖြစ်ပါတယ်။ရှာပေါ်မှာအနီကွက်အဖြူကွက်တွေရှိနေလားအချိတ်တွေရှိနေလားနှစ်ဖက်ထပ်ပို့ပြီးတော့မပြောက်တဲ့အနာတွေရှိနေလားဆိုတာကိုစစ်ဆေးပေးရမှာဖြစ်ပါတယ်။ ။ဒါပြီးတဲ့အခါပဇောင်နှစ်ခုကိုကြည့်ရမှာပါ။ကိုယ့်ရဲ့ပါဇက်ကိုလက်ကလေးနဲ့အတာဆွဲပြီးတော့ပဇောင်ရဲ့အတွင်ဘက်တွေကိုကြည့်လို့ရပါတယ်။ဘယ်ညာနှစ်ဖက်လုံးကိုကြည့်ရမှာဖြစ်ပါတယ်။ပဇောင်ပြီးရင်တော့အာခေါင်ကိုဆစ်ဆဲပေးရမှာဖြစ်ပါတယ်။ဒီဟာကိုဆန်းတဲ့အခါကျရင်ပေါ့နော်။ခေါင်းကိုအနေငယ်မော့ပြီးတော့ကိုယ့်ရဲ့လက်ညိုးလေးနဲ့အနာရဲအကျိတ်တွေရှိနေလားဆိုတာဖြည့်ပြီးတော့ဆန်းကြည့်ပေးရမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့နှက်ခမ်းတွေကိုစမ်းဖို့ပဲဖြစ်ပါတယ်။အောက်နှက်ခမ်းဆိုရင်တော့အောက်ကိုဆွဲကြည့်ပြီးတော့အထွတ်ဘက်မှာထူကြတာရှိမှရှိကြည့်မယ်။အပေါ်နှက်ခမ်းဆိုရင်တော့အပေါ်ကိုဆွဲပြီးကြည့်ရမှာဖြစ်ပါတယ်။နှက်ခမ်း၊ကတွင်၊ရှာ၊တဖုံးတွေကိုစစ်ဆေးပြီးတော့ပုံမှန်မဟုတ်တဲ့အနာ၊အချိန်၊အယောင်ပြောင်းတာတွေရှိမှရှိစစ်ဆေးပြရမှာဖြစ်ပါတယ်။ဒီလိုစစ်ဆေးရပြင်ကရင်ကန်ဆာတွေမှာတွေ့ရလေရှိတဲ့လက္ခဏာတွေကိုလည်းသတိပြုမိဖို့လိုပါတယ်။ အဲ့ဒါဘာတွေလဲဆိုတော့ဗစက်ထဲမှာ erythroblegia လို့ခေါ်တဲ့အနီးဘက် leukoblegia လို့ခေါ်တဲ့အဖြူဘက်တွေရှိနေတာနောက်ပြီးတော့ခရင်းထဲမှာထိလိုက်တာနဲ့အလွယ်တကူတွေးထက်တာမျိုးတွေရှိနေတာနောက်ပြီးတော့နှစ်ဖက်ထပ်ပို့ပြီးတော့မပြောက်တဲ့အနာမျိုးတွေရှိနေတာမျက်နှာလေဘင်းနဲ့ဗစက်ထဲနာထုံတာတွေရှိနေတာအစားစားမျိုးချရခက်တာနားကြိုက်တာခရင်းထဲမကောင်းတာအဲ့ဒါတွေပဲဖြစ်ပါတယ်ဒီလိုလက္ခဏာမျိုးတွေရှိနေအချိန်မဆွဲပဲဆရာဝန်နဲ့ပြသပေးဖို့လိုပါတယ်ခရင်းကစားကကြောက်စရာကောင်းတယ်ဆိုပေမဲ့စောစောတည့်ရဆိုလို့ရှိရင်ကုသ မှုမှာရလက်ကောင်းနိုင်ပါတယ်။ဒါလို့ဆိုရင်တော့ green cancer ကိုကာကွယ်ဖို့ဘာတွေလုပ်ရမလဲဆိုတာကိုနားလည်သဘောပေါက်ကြပြီလို့ထင်ပါတယ်။အနန္ဒစေတနာ foundation ရဲ့ကျန်းမာရေးပညာပေးအစီအစဉ်တွေကိုအနန္ဒစေတနာ foundation facebook page မှာ like and follow လုပ်ထားပြီးကြည့်ရှုနိုင်သလိုအနန္ဒစေတနာ foundation youtube channel ကိုလည်း like and subscribe လုပ်ပြီးတော့ကြည့်ရှုနိုင်ပါတယ်။